ာလီဇော့ပါဒီကနေ့မေလာရှိရနေ့နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကို ကျမမြန်နေခင်အားတင်ဆက်ပေးတော့ပါမရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့ရခိုင်ဝါရင်းနိုင်ငံရေးတမအူးဦးလာစောရဲ့ရုပ်အလောင်းကိုရခိုင်လူမြောက်နေမြေတနေရာမှာဂုံပြူးတကြိုခဲ့တဲ့တည်င်းပောက်တော့မြို့နေကရေလုံသား6ယောက်ကိုငါးဖက်ဆက်လီတစည်းနဲ့အတူကင်းလေနေတဲ့စစ်ကောင်စီနေပြီးကဖမ်းဆီးခေါ်ဆောင်သွားတဲ့တည်င်းနဲ့မောင်တော်ဒီတာခံမွတ်စလင်၃ယောက်ကို အာစာအကျန်းဖက်အဖွဲ့လက်ထေးကနေ EE ကကီတီနိုင်ခဲ့တဲ့တည်င်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ရခိုင်ဝိုင်းနိုင်ငံရေးသမားစာရေးဆရာနဲ့ကဗျာဆရာဦးဦးလာစောခေါ်မောင်ခိုင်အောင်ရဲ့ကျွင်းကျန်နေရုပ်အလောင်းကိုရခိုင်လူမြောက်နေမြေတနေရာမှာဂုံပြုတကြိုခဲ့တယ်လို့သိရပါဗျ။မနေ့ကမေလ9ရက်နေ့နေ့လီ2နာရီလောက်မှာကောင်းမွန်စွာဂုံပြုတကြိုခဲ့တာဖြစ်ပြီး ဆရာဦးဦးလာစောရဲ့မိသားစုဝင်တွေနဲ့မိတ်ဆွေအပေါင်းအသင်းတွေတက်ရောက်ခဲ့ကြတယ်လို့ဆရာရဲ့မိတ်ဆွေတယောက်ကပြောပါရယ်ဆရာဦးဦးလာစောကိုကြည်ကြည်ကြည်ခန့်ခန့်နာနာဂုံပြူတကြိုရှင်ခဲ့ပေမဲ့ခေတ်ကာလအနေထားအရာ အချင်းချင်းလောက်ပဲပြုလုပ်ပေးနိုင်ခဲ့ပြီးဒါကိုလေဆရာအနေနဲ့တမလွန်ကနေနားလေပေးနိုင်လိမ့်မယ်လို့ယူဆပါတယ်လို့ဆရာရဲ့မိတ်ဆွေကပြောပါရယ် ဦးဦးလာစောကိုဂုံပြူတကြွေရမှာရခိုင်မျိုးသားဖွဲ့ရှုပ်အာရခတက်တော်ယူရလီအီအီကတဝန်လောဖက်ကြားခဲ့ပြီးလွမ်းတူပန်းခွေတွေလည်းချခဲ့တယ်လို့သိရပါတယ်။ဆရာဦးဦးလာစောဟာမေလ9ရက်နေ့ည7:00နာရီခွဲလောက်မှာကွေလွန်သွားခဲ့တာဖြစ်ပါတယ်။လေကြောင်းကင်ဆာယောဂါကိုအိန္ဒိယနိုင်ငံကဆေးရုံတစ်ခုမှာစီကူတာမှုခံယူနေခြင်းကွေလွန်သွားတာဖြစ်ပြီးကွေလွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်ပါတယ်။ ပေါတော်မြို့နေကငါဖန်းထွက်နေတဲ့ရေလုံသား6ယောက်ကိုငါဖန်းဆက်လီတစည်းနဲ့အတူစစ်ကောင်စီနေပြီးကဖမ်းဆီးသွားတယ်လို့တင်ရရှိပါတယ်။ဖမ်းဆီးခံရသူတွေအထက်မှာပေါတော်မြို့နေတန်းတင်ကြည်ရောကဥခိုင်ကျော်ညွန့်ဥအောင်ထက်လင်းဥရွှေကြမောင်နဲ့ငရုတ်ရှောင်းကြည်ရောကမောင်သက်ရှည်နဲ့ဥစိုးနိုင်တို့ပါဝင်တယ်လို့သိရပါတယ်။သူတို့ကိုကြောက်ဖြူနဲ့ပေါတော်မြို့နေကြားကပင်လီပြင်မှာငါဖမ်းနေတဲ့အချိန် မေလ3ရက်နေ့ညနေ9:00နာရီလောက်ကကင်းလစ်နေတဲ့တိပုတ်တောင်ရေတပ်ဌာနရှုပ်ကစစ်ကောင်စီရဲ့နေပြည်တော်စီကနေဖမ်းဆီးခေါ်ဆောင်သွားတာလို့ပောက်တော်ဒေသခံအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရီဖမ်းဆီးထားသူတွေကိုပထမဆုံးရေတပ်ဌာနရှုပ်မှာစစ်ဆေးပြီးကြောက်ပြူမျိုးမရေစခန်းကိုပို့လိုက်ကအခုချိန်ထိအဆက်အသွယ်မရသေးဘူးလို့ဒေသခံတွေစီကနေသိရပါရီအာစာတန်းဖက်အဖွဲ့စီမှာဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့နယ်မြောက်ပိုင်းကမွတ်စလင်၃ယောက်ကို အာရခတက်တော် EE ကစစ်စင်ရေးပြုလုပ်ပြီးကေတင်နိုင်ခဲ့တယ်လို့သိရပါဗျ။ကေတင်ခံလိုက်ရသူ၃ယောက်ကတော့မောင်တော်မြို့နယ်ကြောက်ရှောင်းမွတ်စလင်ကြီးရွာကမမတ်အာယူ52နှစ်၊အီလီယာစ်26နှစ်နဲ့ဂေါ်ဖူးအာလန်58နှစ်တို့ဖြစ်ကြပါဗျ။သူတို့ကိုအာဆာကဖမ်းဆီးသွားပြီးနောက် EE ကအာဆာအဖွဲ့တွေဝင်ထွက်နိုင်တဲ့ ကွန်တီပင်ကြီးရောအုပ်စုနဲ့လက်ရကြီးရောအုပ်စုတွေမှာလိုက်လံရှာဖွေတဲ့အချိန်မေလ9ရက်နေ့မှာ အာစာအကြံဖက်အဖွဲ့လက်ထေကနေကီတင်နိုင်ခဲ့တာလို့ကြောက်ရှောင်းဒေသခံမွတ်စလင်လူကြီးတယောက်ကပြောပါရယ်သူတို့ကိုဖမ်းဆီးသွားတဲ့အာစာအဖွဲ့ကိုအီအီကစစ်စင်ရေးပြုလုပ်ပြီးလိုက်လံရှင်းလင်းကကီတင်ပေးနိုင်ခဲ့တာလို့သူကဆက်ပြောပါရယ်သူတို့၃ယောက်ကိုမေလ၄ရက်နေ့ညနေပိုင်းမှာအာစာအကြံဖက်အဖွဲ့ဝင်၁၀ယောက်လောက်က ကြောက်ရှောင်းကြီးော်ထေဝင်ရောက်လာကအေးအေးတည်င်းပေးရီလို့ဆွဆွေးပြီးတော့ဖန်စီသွားခဲ့တာလို့ဒေသခံတွေကပြောပါရီသူတို့၃ယောက်ကိုအေးအေးကကီတင်တဲ့အချိန်မှာအာစာအဖွဲ့ဝင်၄ယောက်ကိုပါလက်နက်တွေနဲ့အတူမောင်တော်မျိုးနေကလေယမူဆလင်ကြီးော်အနာမှာလက်ရဖန်စီရမိခဲ့တယ်လို့တည်င်းရင်မြစ်ကပြောပါရီဒီကနေ့ရရှိထားတဲ့ရခိုင်တည်င်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာတည်င်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင် ရင်းသတင်းတပုတ်အနေနဲ့ကတော့ကရှင်ပြည်နယ်ကကြောက်စိမ့်နေမြေဖားကန့်မြို့နယ်ကိုရှိတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာကက်မော်စုကြီးရွာအထိရောက်ရှိလာပြီးကရှင်လူမျိုးရေးတပ်မတော် KIA နဲ့တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျ။အင်အားရနဲ့ရှိပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းဟာဖားကန့်ကမိုင်းလုံခင်းကားလမ်းမပေါ်ကကက်မော်စုအထိရောက်ရှိနေပြီး KIA ကလည်းပျောက်ကြားစစ်နစ်နဲ့တိုက်ခိုက်နေတယ်လို့သိရပါဗျ။ KIA ကလက်နက်ကြီးလက်နက်ငယ်တွေပြစ်ခတ်ပြီးစစ်ကောင်စီရဲ့စစ်ကြောင်းရှေ့တိုးမလာစေဖို့ခုခံကာကွယ်တိုက်ခိုက်နေတဲ့အတွက်ကဲမော်စုရွာနဲ့ဆိုင်ဖီယာရွာကြားကရွာတွေမှာတိုက်ပွဲပြင်းနေတာလို့ကရှင်ဒေသကစီးရီးတရှိသူသတင်းရင်းမြစ်တယောက်ကနရီစရာကိုပြောပါရီအခုတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအကြဆုံးတွေလေးရှိပြီး KIA ဘက်ကလည်းအပြင်းထန်ကာကွယ်တိုက်ခိုက်နေတယ်လို့သိရပါရီ နိုင်ငံတကာသတင်းပုတ်အနေနဲ့ကတော့ငင်းကြမ်းတဲ့နီလန်းနဲ့ဖြစ်ရှင်မှုအိန္ဒိယပါကစ္စတန်နှစ်ဖက်စလုံးနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမက်ခူရူဘီယိုကပြောဆိုလိုက်ပါတယ်။နိုင်ငံရဲ့လက်ရှိအခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီးငင်းကြမ်းတဲ့နီလန်းနဲ့ဖြစ်ရှင်မှုနှစ်ဖက်စလုံးနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့အမေရိကန်နိုင်ငံသားရေးဌာနကကြေညာချက်မှာဖော်ပြခဲ့တာပါ။ အိန္ဒိယပါကစ္စတန်နိုင်ငံတွေရဲ့အမျိုးသားလုံခြုံရေးအကြံပေးတွေနဲ့ဆွေးနွေးခဲ့ပြီးနှစ်ဖက်စလုံးဟာဆက်သွယ်ရေးလိုင်းတွေကိုဖွင့်ထားဖို့နဲ့အခြေအနေပုံမမဆိုးရွားစေဖို့လေမခိုရူဘီယိုကတိုက်တွန်းခဲ့ပါတယ်။အိန္ဒိယကပါကစ္စတန်ကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့လို့အနည်းဆုံးလူ၈ယောက်သေဆုံးခဲ့က35ယောက်ထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ပါကစ္စတန်ကလေအိန္ဒိယတိုက်လီရင်၅စီးနဲ့ဒရုန်းတစ်စီးကိုပစ်ရှာခဲ့ပါတယ်။ နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံစလုံးကအဲ့ဒီတိုက်ခိုက်မှုတွေကိုအတည်ပြုပြောဆိုခဲ့ပြီးနောက်မှာတင်းမာမှုတွေပုံမမြင့်တက်လာနေပါတယ်ရှင်။နရီဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရီဇရာကထုတ်လွှင့်တဲ့သတင်းတွေကို www. norinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါ रे norinzara ဥတင်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါ रे အားလုံးကျန်းမာရှင်လန်းကြပါစေရှင်